ကိုယ့်ရဲ့ brain level ဘယ်လောက်ရှိလဲသူ့ရဲ့ brain level ဘယ်လောက်ရှိလဲသူနဲ့ကိုယ်နဲ့ဘယ်လောက်အဝ20အသက်လက်ပိုင်းကောင်မလေးတွေပေါ့နော်သဘောကျတဲ့အမျိုးသားတွေပုံစံ၅မျိုးကိုဆွဲရဝင်မြောက်ပြီးတော့မှဖြစ်ပါတယ်။နံပါတ်1အတင်လာပြီးတော့ဂယူဆိုက်တက်တယ်သူ။ ပုံမှန်ဆိုလို့ရှိရင်မျိုးသားရံငယ်တဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးရောပေါ့နော်ဒီကောင်မလေးတွေကိုဂူဆိုင်တက်ကြပြီမဲ့သူတို့အသက်တွေတခုရောက်လာတဲ့အချိန်ကျလို့ရှိရင်တိတ်ပြီးရောမလို့အတောအဆင်မျိုးတိတ်ပြီးဂူမဆိုင်တက်ကြအောင်ပေါ့နော်အဲ့လိုဆိုပေမဲ့လို့ကောင်မလေးအကောင်လုံးကိုဂူဆိုင်မတက်ပြီမဲ့ကိုတယောက်တည်းကအဲ့ထဲမှာရွေးပြီးရောအဲဂူဆိုင်တယ်ဆိုလို့ရှိရင်တော့တင့်ကိုကောင်မလေးတွေကပို့ပြီးရောသဘောကျကြမှာပါအဲ့နမနဲ့ကျမကြီးလိုက်စားပြီးရောခန္ဓာကိုယ်တောင့်တင်းနေဖေး အဲယောက်ျားလေးတော်တော်များများပါပေါ့နော်အသက်ကြီးလာရယ်ဆိုလို့ရှင်သိပြီရောပေါ့နော်ကျမ်းမာရေးမလိုက်စားနိုင်တော့တင်းတင်းလေးဂျုံလုတ်လိုက်အလုတ်လုတ်လိုက်အချိန်ကုန်လိုက်အဲ့လိုပုံစံပေါ့နော်အဲ့တော့အဲအစီရေထွက်လာမယ်ဗီယာလေးတောင်းလိုက်ယုံလေးတက်လိုက်ပေါ့နော်အဲ့လိုပုံစံလုတ်တဲ့ ဘဲတက်စာတချို့ရေဆိုလို့ရှိရင်ပေါ့နော်အာမနက်ပိုင်းဆိုလို့ရှိရင်ဒီမှာတင်ပါလားကံမောင်မပြေးပြီးတော့တင်မလားချင်းနေဆော့ပြီးတော့လက္ခဏာကိုတန်မာပြီးတော့အဲတကြီးအောင်ပျက်စီးရဲ့ဘဲဆိုလို့ရှိရင်ကံမောင်လေးပို့ပြီးသဘောကျကြပါတယ်နော်ဆွဲဆိုလို့ရှိရင်လည်းအင်းသဘောကျတယ်ကျမှာပေါ့ဒါပေမဲ့ဆွဲတိတ်ပြီးတော့အဲ့လိုတော့တိတ်ပြီးတော့ give မဆိုင်ဘူးပေါ့နော်ဘာပြုတ်လို့လဲဆိုတော့ဆွဲကိုယ်တိုင်လည်းတိတ်ပြီးတော့ကျမကြီးလိုက်စားပြတ်တဲ့ထဲမှာမပါဘူးပေါ့နော်အဲ့လိုတချို့ဘဲကြတော့လည်းလှုပ်ရှုပ်နေရတယ်ပြင်းတာနဲ့သူတို့ကကျတော့ အမ်ဂျင်းဆော့ပြီးတော့ခန္ဓာကိုယ်ကိုအရင်တော့ကလည်းအဲ့လောက်သိသဘောမကျဘူးပေါ့နော်အဲ့တော့ရပါတယ်ဆွဲကိုချစ်ရင်ရပါပြီဟိုဒီနေရာမှာကြောင်ကြောင်ဝင်တာ နံပါတ်3 level တခုမှာအောင်မြင်နေရတဲ့သူအဲအကယ်၍တင်ရရပြားလေးဖြစ်နေမူဖားလာရဲဆိုလို့ရှင်ပေါ့နော်ဆွဲရဲ့အထင်ပေါ့နော်တင်ရ level တခုမှာအသက်ရတခုရောက်လာမြတ်ပို့ပြီးရောပေါ့နော်အောင်မြင်အောင်စူးစမ်းတင်တယ်လို့ဆွဲရထင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှင်ရင်အဲမင်းကလေးတွေကပေါ့နော်ဒီတက်လက်ပိုင်းအထီကိုဘာလို့လို့လောက်မသိဘူးလေဦးကြောင်ဖြစ်နေတဲ့သူတွေကိုတကယ်ချစ်တယ်ဆိုလို့ရှင်တော့မနော်သူတို့ဘဝအတွက်ကိုသူတို့ပြန်ပြီးရောစဉ်းစားကြတယ်ပေါ့နော်အဲ့တော့ တင်တာတကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ဗောနော်ဒီစီရင်ချက်ရတကားခောက်လာရဆိုလို့ရှိရင်အချစ်ဆိုရအရာဘာမှမဟုတ်တော့ဘူးဖြစ်တဲ့အတွက်ဗောတင်ဘလော့ပဲချစ်ချစ်ဗောနော်တင်ကထားခဲ့ခံရတဲ့ဖြစ်နိုင်ချေပူများပါတယ်စကြောင်းလေးရှိရမို့လားဩငါကြီးသားသူများနဲ့ညားရဲဆိုရဲ case တွေပေါ့နော်အဲ့တော့ဆက်ပြောချင်တာကပေါ့နော်နင်ကပတ်စံရမ်းရှိရမယ်ပတ်စံရမ်းချမ်းသာရမယ်အဲ့လိုပုံစံမျိုးမဟုတ်ခွင့်နဲ့ပေါ့နော်ကို့မှာအချစ်ရဲ့အရေးအချင်းကိုတသိပြပြီးအမျိုးသမီးကအားကိုလို့ရအောင်သူ့အနာဂတ်ရဲ့ဒီ ိမ်တော်ဦးစီးတယောက်အဖြစ်နေတဲ့အောက်ကလို့ရတဲ့ပုံစံတစ်ခုရှိတဲ့ပုံစံကိုဆိုလိုတာပါအဲ့လိုရရှင်းရှိရယောက်ျားရဆိုလို့ရှင်ရင်အသက်ငယ်တဲ့သူရောကြီးရဲ့သူရောအကုန်လုံးအကုန်လုံးသဘောကျကြမှာတော့အမှန်ပဲပေါ့နော် နံပါတ်၄ကိုနဲ့ fight တူရဲသူ level တူရဲသူမင်းကလေးတော်တော်များများอ่ะပေါ့เนาะငငယ်တော့ဆိုလို့ရှင်တော့အချင်းပြီးတော့သူဘာပဲဖြစ်ဖြစ်ဆိုတဲ့ပုံစံတွေရှိပြီးမြည်လာတဲ့အချိန်ကြာရင်တော့အဲ့လိုပုံစံတိတ်မဟုတ်တော့ဘဲနဲ့ပေါ့เนาะကိုနဲ့ brain level ကိုယ့်ရဲ့ brain level ဘယ်လောက်ရှိလဲသူ့ရဲ့ brain level ဘယ်လောက်ရှိလဲသူနဲ့ကိုနဲ့ဘယ်လောက်ထိ energy ကြိုက်လဲ fight တူလဲပေါ့เนาะ fight မတူတဲ့သူနေရာပေါင်းစီရဲဆိုလို့ရှင်ဟိုဘယ်လိုပဲဖြစ်ဖြစ်အဆင်မပြေဘူးပေါ့เนาะဆိုရရဲ့ဟိုအတွေ့အကြုံကြီးကပြောရမယ်ဆိုလို့ရှင်ပေါ့เนาะ fight မတူဘူး ယုံကြည်ချက်တွေမတူ brain လည်းပဲမတူဆိုလို့ရှိရင်အဲ့လူကဘလောက်ပဲချစ်ချစ်အဲ့လူကဘလောက်ပဲချမ်းသာချမ်းသာအဲ့လူကကိုယ့်တက်ဘလိုပဲဖြစ်နေပါစေသူနဲ့ကိုယ်နဲ့ကကိစ္စတစ်ခုမှတွေးလိုက်တယ်ဆိုလို့ရှိရင်တော့ thinking ပိုင်းကအစာပုံစံဆရာအနေနဲ့အကုန်ပါတစ်ခုမှမတူရတဲ့ဘလို့မရှိဆက်လို့မရတဲ့အခြေအနေဖြစ်ရတဲ့လမ်းခွဲလိုက်ရတဲ့အခြေအနေကြုံပူတယ်ပေါ့နော် နမကလူသမီးကိုချီချိုးစကားပြောတဲ့ဖဲပေါ့နော်ကိုကအဆင်မပြေနေဘူးဆိုလို့ရှိရင်တော့မှပဲကို့ကိုအားပေးနှစ်သိမ့်စကားပြောတာချီချိုးစကားပြောတာအာနင်ကနည်းနည်းပြောင်းလို့နေဆိုလို့ရှိရင်လှတယ်ဘသူကလှရင်တော့လို့ပြောလို့ရှိရင်မဟုတ်ပါဘူးနင်ကဒီပုံစံလေးနဲ့ဆိုဘလို့လှရတယ်စိတ်ထားလေးကဘလို့လှရဘာညာပေါ့နော်ကို့ဘောဆိုတဲ့သင်ငယ် ေးရဲ့ပုံစံဆိုလို့ရှိရင်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကောင်မလေးတွေပူပြီးသဘောကျကြပါတယ်အဲ့တော့ဟိုမော်ဒယ်ကိုငေးတာဒီမော်ဒယ်ကိုငန်းတာကယောက်ျားလေးတဘာဝဖြစ်တဲ့တဲ့တိတ်ကိစ္စတော့မရှိပါဘူးဒါပေမဲ့အော်ကောင်မလေးကိုတော့အလိုတော့မပြောတာပိုကောင်းပဲလို့ဆရာတော်ဒီမှာအကြံပေးချင်ပါတယ်ဆက်ဆက်လေးကိုအပြည့်ချပါရှင့် ။အဒီနေ့ blog လေးကဒီလောက်ပဲဖြစ်ပါတယ်။ဒီ blog နဲ့ပတ်သက်ပြီးတော့ team user ချက်တွေရှိရဲ့ဆိုလို့ရှိရင်ဆက် comment မှာချပြီးတော့ဆွေးနွေးပေးသွားခဲ့ပါအောင်နော်။ကျွန်တော်ဘုန်းတို့ blog လေးသဘောကျရဲ့ဆိုလို့ရှိရင် like and share လုပ်ပြီးတော့ဆွေးနွေးအားပေးနိုင်ပါတယ်။နောက်ထပ် blog မှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။ဆက်ဆက်လေးဖြစ်ပါတယ်။ကျွန်တော်ဘုန်းတို့အတွက်ကိုမကြိုက်ခင်မှာ program တစ်ခုကလာမှာဖြစ်ပါတယ်။အဲ့ဒါပါလဲဆိုလို့ရှိရင် relationship by demerit by နဲ့ပတ်သက်တဲ့အရာတွေဆွေးနွေးအတူတူ1 by 1ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ဒါနောက်ထပ်ဘလော့မှာပြန်ဆုံပါမယ်ရှင်။အန်ညောင်း Thank yeah. you.